ဝါရှင်တန်မှာအမျိုးသားအဆောင်တပ်သားများတက်ခတ်ခံရပြီးတဲ့နောက်ထရန့်ဆိုရကအာဖဂန်နစ္စတန်နိုင်ငံအပါအဝင်အခြား၁၆နိုင်ငံမှအမြဲနေထိုင်ခွင့်ဖြင့်နေထိုင်သူများသို့မဟုတ် Green Card အစိမ့်ကကင်ထားသူများရဲ့လူဝင်မှုတိကျရေးချေနေကိုစီစဉ်မယ်လို့နိုဝင်ဘာ၂၈ရက်နေ့မှာကြေညာခဲ့ပါတယ်။ နိုဝင်ဘာ26ရက်နေ့ပြစ်ခတ်မှုမှာထိန်းသိမ်းခံလိုက်ရတဲ့တန်တရားရှိသူဟာ အာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ပြီးရခိုင်နှုန်းကအာဖဂန်နစ္စတန်နိုင်ငံမှာအမေရိကန်တပ်ဖွဲ့များနဲ့တူလုံခြုံရေးဘူးသူဖြစ်တယ်လို့အမေရိကန်တာဝန်ရှိသူများကဖော်ထုတ်ခဲ့ပါတယ်။အသက်29နှစ်ရွယ်အာဖဂန်နစ္စတန်နိုင်ငံသားဟာယခုနှစ်ဧပြီလမှာအမြဲနေထိုင်ခွင့်မဟုတ်ဘဲခိုလွန်ခွင့်နဲ့နေထိုင်ခွင့်ရသူဖြစ်ကြောင်း Afghan Evas Also ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ 2021ခုနှစ်မှာတာလီဘန်ကအာဖဂန်နစ္စတန်နိုင်ငံကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်အာဖဂန်နစ္စတန်နိုင်ငံသားများကိုအမေရိကန်ပြည်ထောင်စုမှပြန်လည်နေရာချထားရမှာအာဖဂန် EVAS ကအကူအညီပေးနေပါတယ်အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ရဲ့ညွှန်ကြားရေးမှူးဂျိုဇက်အက်လိုကသက်ဆိုင်ရာနိုင်ငံတွေကနေလာတဲ့အစိမ်းကကင်ထားသူတွေအတိုင်းကိုပြန်လည်စစ်ဆေးဖို့ကျွန်တော်ညွှန်ကြားပါတယ်လို့ပြောကြားခဲ့ပါတယ်။